ဟေယောဝလုံးမဲမင်္ဂလာပါမလကုနေယနေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကို coaching pp coaching t အပင်းနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို like subscribe လုပ်သိရင်ကြည့်ပြောပြီးတော့လုပ်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစာကြရအောင်ရရှိပြမင်းအွန်လိုင်းကိုကျူဆူရာနန်စီဒီအန်ဝန်ထမ်းများအနုပညာရှင်များစစ်တလက်အောက်ခါအဖွဲ့များကို စစ်ကောင်စီကနေပြည်တော်တောက်စတင်စင်ခုံနေပြီဖြစ်ကြောင်းနေပြည်တော်တရင်ချင်းမိကပြောဆိုထားပါတယ်မလကူရနေနေပြည်တော်တောက်ပြန်လည်ရောက်ရှိလာမည်အကြံဖက်ပြင်းအွန်လိုင်းကိုကျူးဆူရာမြန်မာနိုင်ငံရောက်စင်အစီအယုံမှအနုပညာရှင်များအဆိုတော်များဟာတာတရုတ်ဆောင်များ WMBA အပါဝင်စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများနိုင်ငံတူဝတ်မှနန်းစီဒီယံဝန်ထမ်းများအခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများအပါအဝင်စစ်တပ်နဲ့ပတ်သက်နေသောအဖွဲ့အစည်းများကိုနေပြည်တော်တောင်းလာရောက်ရန်စင်ခိုနေချင်းပြကြောင်းသိရှိရပါတယ်။တွားကြတွားကြနိုင်ငံကိုပြည့်စည်မဲ့ခွေတွေအကုန်လုံးတွားကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်။နောက်တရင်မလချောက်ရက်နေ့တွေပခုတိုင်းအောက်ဖူမြောက်နေတွေလူငင်မြောက်ကိုပေါ်တာဆွေဖန်းစီပီငွေငိနေသည့် ောက်ချုပ်ရေးမှုမစ်ဦးကိုပိကက်တက်ခိတ်ခဲ့ရာတေဆုံးပြီးဖိုကတစီတင်းစီယာရှိခဲ့ကြောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်ဖိုကတစီလက်တင်းစီယာရှိထားတယ်ဆိုတော့ကောင်းလေတဲ့တတင်းနောက်တင်းမလနီယနေ့တွေပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတိုက်ရင်အမှတ်900တိထံစစ်မှုထမ်းအပတ်စဉ်နေ့တင်တန်းစင်စစ်တပ်နေရောက်တနတ်တလက် ခေရန်တွေနဲ့အတူအလင်းဝင်လာတယ်လို့အစူပါတက်ရင်ကဒီနေ့မှတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလေးတဲ့တည်နောက်တည်င်းကျုပ်ပြုံမြုပ်နေတညဝတီဌာန6အနီးကဥကင်ကျေရွာအနီးကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ခွေးများကိုအေအေဖက်ကဂျက်ဖြတ်တက်ခိတ်ခိတ်ပြီးစစ်ကောင်စီစစ်ခွေး30ကျောက်ကောင်တိစုံခိတ်တယ်လို့တည်င်းရရှိထားပါတယ်။ဥကင်ကျေရွာဟာတိပောက်တောင်တောက်တွာလာရလမ်းပိုင်းပေါ်မှာရှိပြီး မလချောရညပိုင်းကစစ်ကောင်စီဟာအေဒီကျေးရွာကိုလေချောင်းကရောမေပင်စစ်ချောင်းကပါဝင်ရောက်မိရှုခဲ့တယ်လို့တင်ရရှိထားပါတယ်။ဥကင်းကျေးရွာမှာအင်ဂျင်နီယာလို့ရှိတယ်လို့သိရှိရပါတယ်။အင်ဂျင်နီယာထဲမှာ190လောက်မိလောင်ဖြစ်စီသွားတယ်လို့သိရှိရပါတယ်။ဥကင်းကျေးရွာအတွက်စိတ်မကောင်းပါဘူးထပ်တူဝနေပါတယ်။တေဆုံးတဲ့စစ်ခွေ30ကျော်ကောင်အတွက်ကောင်းလိုက်တဲ့တင်တော့တင် မလာချောက်ရက်နေ့တွေရန်ကုန်မော်လမြိုင်လမ်းပိုင်းတွေ PDF အတွင်ကူပီကင်ပုံဝတ်နေတော့စစ်ကောင်စီစစ်ခွေးများကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးဖက်မှအရာရှိတကောင်အပါအဝင်လေးကောင်တေဆုံးကလေးကောင်အပိနတန်ဒဏ်ရာရရှိခဲ့ကြောင်းနကဖြိုစစ်ကြောင် PDF အဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုထားပါတယ်တိုက်ပွဲအတွင် PDF ရဲ့ဘော်တအူးချဆုံးတယ်လို့သိရှိရပါတယ် PDF ရဲ့ဘော်အတွက်လေးပြောပါတယ်ဂုံယူပါတယ်လေးစားပါတယ် တေးဆုံးတဲ့စစ်ခွေးလေးကောင်အတွက်ကောင်းလေးတဲ့ the den of the den စကိုင်းတိုင်းတန်းစီမြုပ်တိတ်ပွေးတွေစက်တိတ်တိတ်ပွေးဖြစ်ပွားနေပြီးစစ်ကောင်စီစစ်ခွေးဖက်မှ along စငါလောင်းနဲ့စစ်တုံးပန်ကွန်းကောင်ဖမိထားတယ်လို့တော်လန်ရဲ့တပ်ပွေးတွေက ပြောဆိုထားပါတယ်မလတ်၃ရက်နဲ့မနက်၄နာရီဝန်းကျင်ကတည်းကတန်းစီမြုပ်နဲ့အနီးဝန်းကျင်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လန်ရဲ့တပ်တွေက တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ် မြောနီကာစင်ငေဘျောစိုတီယောပါဝင်စစ်တက်တဆွေနေတဲ့ယောအချုနဲ့တန်စီမြုတ်ရဲ့နေရာအချုကိုတော်လန်ရဲတက်တွေကတင်းယူထနိုင်ပြီလို့သိစီရပါတယ်။မလတ်လေးရင်းငယ်ပိုင်းကစင်ငေယောကိုအထိုင်ချက်ထားတဲ့ကမ်ဘလူးတင်ကန်ဝဝတဝစီချောင်းကရင်းနဲ့ဘျောစိုတီစစ်သားစုစုပေါင်းကုနအုပ်ကိုဖမ်းဆီးရရှိခဲ့တယ်လို့တိတ်ပွေးမှပါဝင်တဲ့ PDF တူကပြောဆိုထားပါတယ်။အကြံဖက်တင်ကန်ဝဝတဝတပိကုနကောင်ဖက် စစ်ခွေခွေရဲ့ငပြိုတွေရဲ့အလောင်းစငါးလောင်းကိုဖြည့်တဲ့တွေကတင်းစီရရှိတာဖြစ်ပါတယ်။ဂျင်းနဲ့လိုက်တာကွာရုပ်မာလေးဝတ်တော်ဝတ်တပည့်တွေလိုမျိုးစုံမပြတဲ့အတွက်ကောင်းလိုက်တဲ့တဲ့တင်းမလကုနေရနေရညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆွေတော့ကျွန်တော်တို့ပထမဆုံးအစင်တာရာဘုံချီစီရတော့ပြောတဲ့မြေအွန်လိုင်းနဲ့တော်လိုက်ရဲ့အကြောင်းတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်။ဘာသာကိုတုံးချပြီးတော့မှကိုဂျိုးစီးပွားရှာတာပေါ့။ဒီမြေအွန်လိုင်းလည်းပဲခုနကကျွန်တော်အခုပြောခဲ့သလိုပေါ့လေ။ ဒါတရောက်ချောက်လုံးဖုံးလို့နိုင်ငံမှာဒီစစ်အုပ်စုကတော့ဘာသာရေးချင်းတွေဘာသာရေးမိုင်းတွေပြိပက္ခတွေပေါ့ဖန်တီးခဲ့တာတော့တမိုင်းတစ်ချောက်လုံးလို့ပြောလို့ရတယ်အဲတော့ဒီစစ်မီးတွေငြိမ်းဖို့ဆိုရင်လည်းပဲဖုံးတို့ဒီပြည်သူတွေပေါ့နော်အချင်းချင်းကြားထဲမှာနားလည်မှုတွေပို့ပြီးတော့မှထားဖို့လိုအပ်တယ်ပို့ပြီးတော့ရှိဖို့လိုအပ်တယ်လို့ကောင်းတော့မြင်တာပဲအဲတော့နွေဦးကလာရဲ့ပြရုပ်ကိုကြည့်မယ်ဆိုရင်ဒီတော်လန်ပြည်သူတွေရဲ့တော်လန်ရေးပေါ်မှာထားတဲ့ရည်ရွယ်ချက်ရည်မှန်းချက် ဒါတွေကလုံးဝဒီနေ့ချိန်ကြီးယော့သွားတယ်လို့မရှိဘူး။အာနာရှင်ကိုဘလို့တွန်းလှန်ရမလဲဆိုတဲ့စိတ်တက်ကပို့ပြီးတော့မှတနည်းတည်းတစ်ထည်ပို့များလာတယ်လို့ပြောလို့ရတယ်ပေါ့နော်။စေဦးစုကတော့အာလုံးနဲ့တည်တဲ့အတိုင်းပေါ့နော်။ဒါဘုံတို့တမိုင်းတစ်လျှောက်ပြန်ကြည့်မယ်ဆိုရင်တော့တို့ကတော့ဒါနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုအတွက်အစွမ်းကုန်တို့စူးစမ်းခဲ့ကြတာရှိတယ်ပေါ့။အခုလည်းပဲစူးစမ်းနေတာပေါ့နော်။ဒါအခုဒါဘုံတို့ဒီ NLC ဆွေးရလက်ထက်မှာဆိုရင် လူရလက်နဲ့ဖြတ်သိမ်းရေးဆိုတဲ့စာချုပ်မှာလက်မှတ်ထိုးဖို့အတွက်သူတို့ပါဝင်ဆောင်ရွက်ခဲ့တယ်တာစီပိတ်ပင်ဖို့အတွက်ပါဝင်ဆောင်ရွက်ခဲ့တဲ့ကုလသမဂ္ဂမှာလည်းဒါမဲ့စစ်အုပ်စုကတော့လူတက်ဖို့အတွက်နေ့စဉ်နေ့တိုင်းစူးစမ်းနေတာပြောရမှာပါပဲဒီနေ့ချိန်ထိပဲခုလည်းပဲဒါဒီဥစ္စာအတွက်ပူတင်နဲ့သွားပေါင်းပြီးတော့မှတိုင်းပြည်ကိုပို့ပြီးတော့မှမိလောင်တိုက်သွင်းဖို့အတွက်စူးစမ်းတယ်လို့ခေါင်းတော်မြင်တာပဲဒါကြောင့်မလို့ခေါင်းတော်ပြည်သူတွေကတော့ ဒီမတရားမှုတွေကိုပေါ့နော်ပို့ပြီးတော့တွန်းလှန်ရမယ်ပို့ပြီးတော့ဆန့်ကျင်ရမယ်ဘသူဘသူမှအာကုလို့မရဘူးမြတ်စွာဘုရားလည်းပြောခဲ့ပြီးသားပဲအတ္တအိဒနာထောအတ္တနောဆိုတာကိုကိုကိုအာကုမှပေးရမှာဒါကြောင့်လို့ဘုန်းတို့ပြည်သူတွေကလွတ်မြောက်မှုကိုလိုချင်တယ်ဆိုရင်ပေါ့နော်လွတ်မြောက်မှုရဲ့အရာတာကိုခံချင်တယ်ဆိုရင်ကိုကိုတိုင်းပဲတွန်းလှန်ရမှာဘသူမှအာကုလို့မရဘူးဒီနေ့ကဘာကြီးမှကြီးလိုက်ပြန်ပြီးတော့ပေါ့နော်ဒါကဘာလုံးဆိုင်ရာပြန်ကြည့်မယ်ဆိုရင်လည်းပဲပြိပက္ခတွေကပို့ပြီးတော့မှကြီးထွားလာတာငိမ့်သွားတာမဟုတ်ဘူးပြိပက္ခတွေပို့ပြီးတော့များလာတာ စစ်ပွဲတွေပို့ပြီးတော့မှဥတီလာတယ်အဲ့ဒါအခြေခံကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းပဲခုနကဘုံပြောခဲ့တယ်လို့ပဲဘာသာရေးကိုအကြောင်းပြုပြီးတော့မှစစ်ပွဲကိုဖန်တီးဖို့အတွက်လူမျိုးရေးကိုအကြောင်းပြုပြီးတော့မှစစ်ပွဲကိုဖန်တီးဖို့အတွက်စစ်ပွဲရေးကိုဥတီပြီးတော့မှစစ်ပွဲဖန်တီးဖို့အတွက်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်အုပ်စုတစုကောင်းစားရေးအတွက်ကိုပို့ပြီးတော့မှကဘာကြီးကကြည့်လာစာနာမှုတွေကင်းမဲ့လာတာပြောမယ်ဆိုရင်တော့ဘယ်သူတွေစာနာမှုကင်းမဲ့ကင်းမဲ့ဘုန်းတော်မြန်မာပြည်သူတွေကစာနာမှု ေပို့ပြီးတော့များလာတယ်လို့ခေါင်းတော့ခန်းစားရတဲ့ဒီ၄နှစ်တာကာလတော်တွင်အလုံးနဲ့အနည်းဆက်ဆုံးနေရတဲ့အခါမှာအလုံးရဲ့အတန်တွေကိုဘုံပို့ပြီးတော့ကြားရတယ်ပေါ့နော်အဲ့တော့ဘာပဲလိုအပ်လိုအပ်ဘုံတို့ပြည်သူတွေဟာကိုအားကိုကိုပြီးတော့၄နှစ်မှာတမိုင်းကိုရေးထိုးခဲ့တယ်လို့အနာဂတ်မှာလည်းပဲကိုအားကိုပဲကိုအောင်ဘသူဘသူမှမျှော်မှန်းလို့မရဘူးဘသူဘသူမှအားကိုလို့မရဘူးအဲ့တော့ဘယ်နေရာမဲရောက်နေရောက်နေဘယ်ဒေသပဲရောက်နေရောက်နေညီညီညွတ်ညွတ်နဲ့ကိုလိုချင်တဲ့ပန်းတိုင်း ကိုဖြစ်ချင်တာကိုကြိုးစားဆောင်ရွက်မယ်ဆိုရင်အောင်မြင်မှုဆိုတာကိုယ့်ရဲ့လက်တကမ်းမှာပဲရှိတယ်။ဒါပေမဲ့ဘုန်းတို့ပြည်သူတွေကအများစုအားဖြင့်စူးစူးညံ့ညံ့တိတ်ကြိုက်ကြမလုပ်ကြပါနဲ့အနာဂတ်မှာဘုန်းတို့တွေကလွတ်မြောက်ဖို့အတွက်ကြိုးစားနေတယ်ဆိုရင်စံပြထိုက်တဲ့သူတွေတမိုင်းမှာမှတ်တမ်းတင်ခိုင်နေတဲ့သူတွေဖြစ်အောင်ဘုန်းတို့ပို့ပြီးတော့ကြိုးစားလက်ရှိနေတာတော့အလုံးသေးတည်တဲ့အတိုင်းပဲဘုံတို့ကဒုက္ခပေါ်ဒုက္ခဆင့်တယ်လို့ပြောရမှာပဲအဲ့တော့ဘုံတို့မှလည်းပဲ မေစုကိုယ်တိုင်လည်းပြောခဲ့တာပဲလေဒီစကားပဲပြန် ပြောပါပြည်သူထက်ကြီးမြတ်တာဘာမှမရှိဘူးပြည်သူမှာပါပဲနဲ့ဒီတော်လိုင်းရဲ့အောင်မြင်နိုင်စရာလည်းအကြောင်းမရှိဘူးအဲ့တော့ဘုန်းတို့အားလုံးဟာဒီနေ့ချိန်ကမှာပါနော်ဘုန်းတို့ဒီနေ့ချိန်ဒီဒီလိုရက်တည်ပြီးတော့လုံနိုင်တယ်ဆိုတာလည်းပဲပြည်သူရဲ့ပံ့ပိုးမှုနဲ့ပဲတော့စေအုပ်စုကတော့တိုင်းပြည်ကိုပို့ပြီးတော့ဖျက်ဆီးဖို့အတွက်အခုနျူကလ িয়ার လက်နက်ကိုနော်မြန်မာပြည်မှာဆက်ယုံတည်ထောက်ပြီးတော့မှလောက်ဖို့အတွက်သူတို့ရုရှားနဲ့အကြိမ်ကြိမ်ဆွေးနွေးခဲ့တာပဲအရင်ကလည်းပဲ ဒါနျူကလ িয়ার နဲ့ပတ်သက်လို့ပညာရှင်ဟိုပညာတော်တင်နေလွတ်ခဲ့တယ်ဒီတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းစေအုပ်စုကတောက်လျှောက်လုံးဒီကိစ္စအတွက်ကြိုးစားလာခဲ့တာပဲအခုကတော့ခွေတိုးပေါက်ကနေသွားပြီးတော့မှဝင်ပြီးတော့မှတိုင်းပြည်ကိုပိုဖြက်စီးဖို့အတွက်လုပ်နေတဲ့ဆက်အာဏာရှင်တို့ဖုံးလို့ပြည်သူတွေရွေးချယ်စရာမရှိဘူးဖုံးဖုံးတို့ကိုအားကိုကိုပြီးတော့တိုက်ဖို့လိုတယ်ကဘာကြီးကလည်းသူ့သူ့ကိစ္စနဲ့သူရှုံနေတာတော်လန်ရေးတာမရှိခင်တိုင်းပြည်ကဘယ်လောက်ထိတိုးတက်နိုင်မလဲဆိုတာအားလုံးနဲ့သိတယ် ညီးလို့မရဘူးနော်ဘယ်သူလောက်တာကောင်းတယ်ဘယ်သူလောက်တာမကောင်းဆိုတာအလုံးသိတယ်အဲ့တော့ပြတ်သားမှုပဲလိုတယ်လို့ပဲထပ်ပြောရင်းနဲ့ခုံးရဲ့စကားကိုဒီမှာပဲညီကုန်းချုပ်တယ်ပုံဖုံပြောတော့တာတားကောင်းပါတယ်ပြောချင်တာကလူရင်းနဲ့ပြောရမယ်ဆိုရင်တော့ငတူးလှိုင်ကရုရှားနဲ့တယောက်ကိုအားကိုးတို့ကျွန်တော်တို့ကတော့ဘေးနိုင်ငံမှအားမကိုးဘေးနဲ့ကိုရှိတာနဲ့ကျွန်တော်တို့တော်လှန်ရေးကိုအောင်းအောင်တိတ်ကြမယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ပြတာဖူးလဲလူတဲ့အကြောင်းကိုပြောသွားတာဖြစ်ပါတယ်ဒါလီစပါတယ်ကေဒါဆိုရင်တော့ no video TM media ပြုတ်တဲ့ မလာအပေါင်းအပါမြင့်ရဲ့ရှစ်စရာအကြောင်းခုခုအကျိုးစီးပွားလိုချင်လို့ဂျင်းထည့်ပြီးတော့ခေါ်လန်ဖားသွားတာကိုဘိုးချုပ်မင်းအောင်လည်းကလည်းငကိုကလေးကတမရာကြီးလှုပ်ချင်တဲ့ယောဂါရှိနေလေတော့အဟုတ်ထင်သွားဖို့ရပါတယ်။သူကအဟုတ်ထင်ုံနဲ့မကဘူး။ဗလာဒီမီယာပူတင်ကဘာအဲ့ဒီစာအုပ်ကြီးကိုကြိုက်ပြီးတော့ဘောသွားမှပြန်ပါလေ။စဉ်းစားကြည့်ပါ။အဲ့ဒီစာအုပ်ကြီးကိုကြိုက်ပြီးတော့တမရာပူတင်ကိုလန်ဒန်စက်ကြမင်းကြီးပါလို့ပွားပြောတာခေါ်လန်ဖားတာမဟုတ်ရင်ဘာများဖြစ်နိုင်ပါလိမ့်လဲ။ သူတိတ်လိုချင်တာရှိနေလို့လမ်းဘေးကစာအုပ်ကိုကောက်ကင်ပြီးတော့ကျတော့6တိုက်ကြီးသွားဖားတာပါသူခင်ဗျာလိုချင်တာလေးရှိလို့မျက်နှာလေးဆက်ဖြက်ဆက်ဖြက်လုပ်ပြီးတော့သွားဖားပါတယ်ဟိုကလည်းအားနာလို့သာဘာမှပြန်မပြောတာပြုံးစီစီနေပါဒီကောင်စိတ်မှမှန်သေးရလားလို့စိတ်တွင်းနေလဲဆိုတာသူမျက်နှာကြည့်ရတော့သိတာနေပါတယ်ဘုံမင်း online မြောက်ပုံမြောက်လေးကပူတင်အတွက်ဂုံမတက်ခန်းနဲ့သူပါစောက်ပွားဖြစ်ရမယ်ခင်ဆက်နေပါတယ်ဘယ်နဲ့ဗျာသူလုတ်ပုံကအဆွေတော်က တော့မှတွေ့ကြည့်ကျွန်တော်ကဘောမမီကျွန်တော်တို့ဟာတော့မှဘောမညီနောင်တွေပါဘာညာသွားလို့နေတာလေရောမင်းကြီးဥဖို့လိုက်အကြောင်းလားဗလာဒီမီယာပူတင်ကြာပြုမယ်ဆိုလို့ရှိရင်မင်းဒီအကြောင်းသူများတွေသွားပြီးတော့မပြောနဲ့သူများတွေမသိစင်နဲ့ပတ်စံ16ကြက်ပေးလိုက်ပဲညင်တိတ်နှစ်လိုက်မင်းအစိုးဝယ်ဝဲလို့ပြောကျင်တဲ့စိတ်မျိုးတွေတဖွာဖွာနဲ့ပေါ်နေလိုက်မယ်ထင်ပါတယ်ဒီတော့ဘိုမင်းအွန်လိုင်းအခုလိုမျိုးကဘာနဲ့ပြီးတော့ငါကနပိုလီယံဖြစ်တော့တကိုးဆိုတဲ့ဇလန်းမျိုး ချိုးနေတာနဲ့ပတ်သက်ပြီးတော့သူသာမကတခြားလူတွေအများအပြားအတွက်ပါတော်တော်ရှက်ဖို့ကောင်းတာပါဘသူတွေရှက်တဲ့လဲဆိုတော့သူမိသားစုကပထမဆုံးရှက်တဲ့ပါလေခင်သီရိတက်မဆိုလို့ရှိရင်ပူတင့်စီအဆက်တမခံရအောင်သတိနဲ့တောင်နေထိုင်နေပါလေဒုတိယရှက်တဲ့လူတွေကတော့သူစစ်တပ်ကလူတွေပါဒီနပိုလီယံကြီးညွှန်ကြားတပြားကိုလိုက်ပြီးတော့လုံနေရတဲ့လူအနေနဲ့ရှက်တဲ့နာပေါ့လေတတိယရှက်တဲ့လူတွေကတော့မဘာတာတွေပါမဘာတာတွေထင်နေတာက အမျိုးဘာသာသာသနာကိုဆော့ရှောက်မဲ့သူတဲ့အခုတော့အမျိုးဘာသာသာသနာအကုန်လုံးကိုအချက်မကွဲကွဲအောင်လုပ်နေတဲ့သူဖြစ်နေပါတယ်စတုထဆက်တဲ့သူတွေကတော့ကြံ့ဖွင့်နေပေါ့ဗျာအဲနောက်ဆုံးကနေပြီးတော့ရှက်နေရအောင်ပါကတော့ကြံတဲ့ပြည်သူတွေပါဒီလိုဘယင်ယူယူနေတဲ့သူကလုတ်ချင်အောင်လုပ်နေတာကိုခံနေရတဲ့ပြည်သူတွေဖြစ်နေရတာရှက်เสียပါရှက်လဲရှက်เสียကောင်းပါတယ်စိတ်လဲနာဖို့ကောင်းပါတယ် ်ဒီလိုလူမျိုးကိုတောင်မှရအောင်ဖြုတ်မချနိုင်ဘူးလားလို့လာမေးပြန်ဖြေရတာရှက်စရာဖြစ်နေပါတယ်တကယ်တော့ဗျာဒဏ္ဍာရီတွေထိုးဆက်တွေကိုယုံနယ်ဆလို့ရှိရင်လဲသူ့ကိုသူရှင်းအစ္စဂောနာလို့ပြောရင်နည်းနည်းရည်တည်တည်ရှိပါဦးမျက်လုံးတစ်ဖက်ကစိတ်မျက်လုံးတခြားမျက်လုံးတစ်ဖက်ကနွားမျက်လုံးလေဆိုတော့ထွက်ရပေါ့ဆရာကြီးအခုဘုံမေအောင်နိုင်ကလည်းမျက်လုံးတစ်ဖက်က alignment အောက်ပြီးတော့တစ်ခါတလေမှာဆွေးကျင်တယ်လို့လို့စောင့်ကျင်တယ်လို့လို့ဖြစ်နေတာဆိုတော့อืมအဲ့ဒါကမှဟုတ်တုတ်တုတ်ရှိအောင်မယ်လေပြောတာဒါမိတ်တယ်ငတူးလိုင်ကပူတင်စီမှာပြောတဲ့ချက်မင်းအကြောင်းကိုဖုန်ကြီးတပါနှစ်ပါးသုံးပါးလောက်ပြောသွားတဲ့စကားကိုကျွန်တော်နားဆင်တယ်သူတို့တွေပြောတဲ့စကားအရဆိုရင်တော့မရှိဘူးလို့ပြောကြတယ်အမှန်ဆိုရင်တော့ချက်မင်းဆိုတာမရှိဘူးပူတင်ကလည်းလုံးဝအယုံမှမဟုတ်ဘူး သူပေးတဲ့အချိန်မှာရှင်းပြတဲ့အချိန်မှာခတ္တိတီနဲ့ရည်ပြတာလေ။အော်ဒီကောင်ယူနေပါလားလို့သူစိတ်ထဲမှာတော့ထင်မှာပေါ့။တကယ်လေးယူတာပဲလေငဒူးလှိုင်ကမြန်မာပြည်သူပြည်သားတွေတော့မှမြေအောင်လှိုင်ကိုလုံးဝမယုံတဲ့ကိစ္စကိုပူတင်ကပါဖြစ်လို့ယုံပါလေ။မဟုတ်လားတုံးနေချင်းတော့အရှစ်လက်မရှိစစ်စီအချီဒေတာဆွင်တော့ဗီဒီယိုငဒူးလှိုင်ကရုရှားကိုဘယ်လိုချင်းကတ်တာလဲသူပြောသွားတဲ့စကားကိုချက်လို့နားစင်ကြည့်အောင်။မတ်တိချေရောမြန်မာနဲ့ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံက ယုံကြည်စိတ်ချရဲရင်းထီးတဲ့မုစီကောင်းနိုင်ငံတွေဖြစ်ပါရုရှားနိုင်ငံကကမ္ဘာမြောက်ချမှာအရှိနေတော့ဒါရှီလာစွာဟလာဒီအရှိအဆိုလေအာရှဒေသတွေအနောက်ဘက်ဥရောပဒေသတွေဒါကျယ်ပြန့်စွာရှိတဲ့ဒါမဟာအင်အားကြီးနိုင်ငံတခုဖြစ်ပါတယ်ပထဝီနေထားလည်းရေးပါတဲ့နိုင်ငံတခုဖြစ်သလိုနိုင်ငံတကာတွေစိတ်ဝင်စားမှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်ဘလောက်ပဲဟလာဒီရုရှားနိုင်ငံရဲ့ဖြစ်ထွန်းအောင်မြင်မှုတွေကို ဟိုတတ်ခိုက်နေပြီရုရှားနိုင်ငံရဲ့ကြိုးပါချမ်းသာမှုနဲ့ဤပညာတွေကိုတော့ဘယ်လိုမှသူတို့နှိမ်နှင်းလို့ရမှာမဟုတ်ပါဘူး။ဒါဆိုခင်ဗျားတို့ရဲ့ကြိုးပါမှုနဲ့ဤပညာတွေကိုကျွန်တော်တို့အရှတိတာမှာလာရောက်ဖြန့်ကျက်ပြီးဆောင်ရွက်စီလို့ဒီအခွင့်အရေးကိုမြန်မာနိုင်ငံခင်ဗျားတို့ကျွန်တော်ပြီးခြင်းပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာယူကြီးဆွေးရှာတာနဲ့လာရောက်ယင်းဤမြုံနံဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်။ဒီယင်းဤမြုံနံဖို့မလုပ်ခင်မှာမြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါ။ဒီမှာလာတဲ့ ဒီမှာလာတဲ့မြန်မာနိုင်ငံပါလာတဲ့အဖွဲ့တွေကမြန်မာနိုင်ငံကိုကိုးစားပြုလာတဲ့လူတွေဖြစ်ပါတယ်။မြန်မာနိုင်ငံကိုခင်ဗျားတို့လာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေရဲ့ပဂရိအခြေအနေကိုလည်းဒီတဲ့ပုံကိုသိရှိမှာဖြစ်ပါတယ်။စီးပွားရေးလုပ်တဲ့အခါမှာလည်းဒါခင်ဗျားတို့စီးပွားရေးလုပ်တယ်ဆိုတော့စီးပွားရေးလုပ်တဲ့အခါမှာလည်းဈေးကွက်ကိုကျွန်တော်စဉ်းစားပါတယ်။ဒါဒီနိုင်ငံတွေကိုခင်ဗျားတို့ရဲ့ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးဘလို့ဘလို့ခင်ဗျားတို့ဈေးကွက်ရှာမလို့ဆိုတာလည်းစဉ်းစားမယ်ဆိုရင်တော့ပုံပြီးကောင်းပါလိမ့်မယ်။တခုကတော့မြန်မာနိုင်ငံကမှာရှိတဲ့ အဲဒီဒီဒီဘာဘာထုတ်ကုန်ပစ္စည်းတွေအခြေခံပြီးထုတ်လုပ်တဲ့အဲ့ဒါတိုက်ပွဲမီပစ္စည်းတွေထုတ်လုပ်ခြင်းလုပ်ငန်းအဲ့ခင်ဗျားတို့နိုင်ငံကနေဓာတ်ရိုက်လာပြီးတော့မှ investment လုပ်ပြီးတော့မှခင်ဗျားတို့ဒီပညာနဲ့ခင်ဗျားတို့ပစ္စည်းတွေကိုထုတ်လုပ်ပြီးတော့မှသွားတဲ့လုပ်ငန်းဒီနှစ်ခုလုံးကိုမြန်မာနိုင်ငံမှာလာလို့မှဆိုရင်ကျွန်တော်ပြောရပါတယ်ဘိုးချအကျိုးရှိပါလိမ့်မယ်ဒီတွေ့ကြောင့်မိတ်ဆွေရုရှားနိုင်ငံသူနိုင်ငံသားများနဲ့လုပ်ငန်းရှင်အားလုံးကိုကျေးဇူးပါကြောင်းကျွန်တော်ပြောလိုပါတယ်လိုအပ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခင်ဗျားတို့နဲ့ထပ်တွေ့ပါမယ် အရှက်လက်မရှိတိတ်ခါလက်မရှိကွာဂျင်းစကားတွေပြောနေတာဒီငတို့လိုင်းကိုကျွန်တော်နိုင်ငံမှာနောက်ထပ်9နှစ်6နှစ်ထားခဲ့မည်ဆိုရင်တော့ကျွန်တော်နိုင်ငံကတော့နျူကလ িয়ার နိုင်ငံဖြစ်သွားမယ်ပူတင်နိုင်ငံကြီးတဲ့နိုင်ငံဖြစ်သွားမယ်အဲ့ဒါကြောင့်ကျွန်တော် တို့တော်လှန်ရေးကိုအမြန်ဆုအောင်မှာဖြစ်မယ်မဟုတ်ရင်တော့တိုတိုကိုစူးနေပြီဘီလာရုစ်နိုင်ငံမှာဒီနေ့ငတို့လိုင်းရောက်ပြီဘီလာရုစ်နိုင်ငံနဲ့ဘလူးစကားတွေပြောရအောင်မလဲမသိဘူးဘီလာရုစ်နိုင်ငံလည်းအာနာရှင်နိုင်ငံပဲ အကြံဖက်နိုင်ငံကွာပြောရမယ်ဆိုရင်တော့ရုရှားနိုင်ငံလည်းအကြံဖက်နိုင်ငံကဲကဘာပေါ်မှာကြောက်ရွာကောင်းတဲ့နိုင်ငံနဲ့နိုင်ငံနဲ့တွေ့တော့ no stray ဘလူတွေဖြစ်ကြမလဲစစ်ကြည့်ကြသေးတာပေါ့ဒါကြောင့်ပြောချင်တာကပြည်သူတွေကလည်းတော်လှန်ရေးကိုအားစိတ်ဖူးလို့ပြီးတော်လှန်ရေးနဲ့မဆိုင်ဘူးနိုင်ငံရေးနဲ့မဆိုင်ဘူးလို့နေလို့မရတော့ဘူးဒီတိုင်းတော့လို့ဆိုရင်ကျွန်တော်တို့နိုင်ငံတကယ်ပျက်စီးသွားတော့မှာဒါပဲပြောချင်တယ်ဟုတ်ကဲ့ပါတုံရဲ့ချင်းတော်ဒီနေ့ရက်တင်ဆက်မှုကတော့ဒီလောက်ပါပဲ ကျေးဇူးများချစ်တင်ပါတယ်ကျမ်းမာရေးခုစိတ်ကြပါ I love you all God bless you all thank you for your time